ဘရက်ပင်မင်းသားပုံနဲ့ဟန်ဆောင်ပြီးလိုက်လိန်နေတဲ့လူကိုမှအစ်စ်လို့ထင်ပြီးမင်္ဂလာဆောင်ဖို့တောင်လက်ရှိယောက်ျားဖြစ်သူနဲ့ကွာရှင်းလိုက်သေးတဲ့တနှစ်ခွဲအတွင်းရှိတာတွေအကုန်ပြောင်းအောင်လိန်လေတဲ့အမှုကဘယ်လိုစဖြစ်တယ်လဲဆိုရင်အန်ကအွန်လိုင်းမှာအဖွားကြီးတယောက်နဲ့ခင်မင်သွားပြီးကြာလာတော့အဖွားကြီးကသူ့မှာတားတယောက်ရှိတယ်သူကအိမ်တော်ရေးမှာကံမကောင်းရှာတော့အထီးကျန်နေတာတားရဲ့ဓပုံကိုနှင်းစီပို့လိုက်မယ်ဆိုပြီးပို့လိုက်တဲ့ဓပုံကဘရက်ပစ်ဖြစ်နေပါရော ော့နောက်တော့အန်နဲ့ဘရက်ပစ်ကမက်ဆေ့တွေအပြန်အလှန်ပို့ကြရင်ချစ်သူတွေဖြစ်သွားကြတယ်ဒါပေမဲ့သူက ဖုန်းနဲ့စကားလုံးဝမပြောဘူးသူကမင်းသားဆိုတော့အလောက်အရန်များလို့ဆိုပြီးအကြောင်းပြတယ်ဒါနဲ့အန်ကတန်တရားဝင်လာတော့ AI နဲ့ပြင်ထားတဲ့ဘရက်ပစ်ပုံကိုပို့ပေးလာတာကြောင့်ယုံသွားတော့တယ်ခြေလှမ်းအစကအန်အတွက်လက်ဆောင်တွေအခုပို့လိုက်တယ်ဆိုပြီးပုံပို့လာတယ်မကြပါဘူးပစ္စည်းပို့ခနဲ့အ ခွန်ငွေကိုပေးဆောင်ဖို့ NC အကြောင်းကြားလာတဲ့ငွေမရှင်းလိုက်ဘူးလားလို့လှမ်းမေးလိုက်တော့သူကအန်ဂျယ်လီနာဂျိုလီနဲ့ ကွာရှင်းတဲ့အမှုကိုရင်ဆိုင်နေရတာကြောင့်သူ့ရဲ့ဘဏ်အကောင့်ကအပိတ်ခံထားရတယ်။ဒါကြောင့်အန်ကစိုက်ရှင်းပေးလိုက်ပါတယ်။ဒါပေမဲ့ပို့လိုက်တဲ့ပစ္စည်းတွေကဘယ်တော့မှမရောက်လာလို့အန်ကတန်တရားဝင်လာတော့ AI နဲ့အပီအပြင်လှုပ်ထားတဲ့ဗီဒီယိုကိုပို့လာပါလေရော။ I shared everything with you hoping you would help keep my travel plan secret from these malicious people. I'm fully prepared today and informed you about the flight's departure time. နောက်ထပ်ခြေလမ်းက Brad Pitt ရဲ့ရုပ်ကြီးနဲ့လက်ထပ်ခွင့်တောင်းနေတာပါ။ န်ကလည်းသူ့မှာ ယောက်ျားတော့ရှိနေတယ်ဒါပေမဲ့သူ့ကိုနှိမ့်ဆက်တယ်ပေါ့မကြပါဘူးသူ့ရဲ့ယောက်ျားနဲ့ကွာရှင်းလိုက်ပြီးတော့အန်ကဒေါ်လာတသန်းရသွားတယ်ဒါကြောင့် Brad Pitt အသူကကြိတ်ပျော်သွားပြီးကန်ဆာဖြစ်နေတယ်လို့စောင့်လိမ်ပါလေရောသူကခွဲစိတ်ရတော့မှဖြစ်လို့အရေးပေါ်ငွေလိုနေတာကြောင့်သူ့ရဲ့ဘဏ်အကောင့်ကလည်းအပိတ်ခံထားရလို့ကုန်ကျငွေနဲ့ဘောက်ချာပြပြီးအန်စီလှမ်းတောင်းပါလေရောဘလောက်ထိတောင်လွန်တယ်လဲဆိုရင်ခွဲစိတ်ခံဝင်နေတဲ့ပုံစံကိုတော့လှုပ်ထားလိုက်သေးတယ်အန်က စိတ်ပူပြီးတော့ငွေလွှဲလိုက်တဲ့အချိန်တိုင်းမှာ သူပြန်ပို့လိုက်တဲ့ပုံကငွေရတဲ့မျက်နာမဟုတ်ပဲသူ့ရဲ့အသက်ကိုကယ်တင်ပေးတဲ့အန်းကိုတဘဝလုံးပြန်ပေးဆက်တော့မယ်ဆိုတဲ့အကြည့်မျိုးနဲ့လှမ်းကြည့်နေတာပါပြဿနာစတတ်တာကတည်င်းတွေမှာ Brad Pitt အစ်စ်ကရီစာအစ်စ်နဲ့တွဲနေတာကိုအန်ကတွေ့သွားတော့ဒေါတာထွက်သွားတဲ့အဲ့ဒီတည်င်းကိုဆယ်ခါလောက်ပို့ပြီးဖြည့်ရှင်းချက်တောင်းခံပါလေရော Brad Pitt အတူကလည်းအန်စိတ်ကြည်နဲ့အောင်တည်င်းအတူကိုဘယ်လို့ According to Mr. Brad Pitt, he is in an exclusive and loving relationship with one special individual who holds an exceptional place in their heart, who goes by the name of A.N. ါပေမဲ့ Brad Pitt သတင်းတွေကတောက်လျှောက်တက်လာတော့အလိန်ခံရမှန်တိသွားတော့တယ်အလိန်ပေါ်သွားတာတော့မရမကဘာထက်ကြံတယ်လဲဆိုတော့ဖုန်းဆက်လာပြီးသူတို့က FBI ကပါအဲ့ဒီလူလိန်အဖွဲ့ကိုအခုဖမ်းမိထားတယ်အန်ရဲ့ပတ်စံတွေအားလုံးပြန်ရတော့မယ်ဒါကြောင့်ဒေါ်လာ6000ကို Bitcoin နဲ့လွှဲပေးလိုက်ပါဆိုပြီး ထက်လိန်တော့အန်းကလုံးဝမယုံတော့ဘဲနဲ့ရဲတိုင်လိုက်တယ်တကယ်တော့လူလိန်တွေကနိုင်ဂျီးရီးယားကဖြစ်ပြီးပြင်သစ်မှနေတဲ့အန်းကိုဒေါ်လာ၈သိန်းကျော်အထိလိန်သွားခဲ့တာပါ အခုချိန်ထိဖမ်းမမိသေးပေမဲ့စုံစမ်းလို့ရတဲ့လောက်ကလက်ရှိမှာကီနိုရစ်မင်သားအဖြစ်နဲ့ဟန်ဆောင်ပြီးတော့နောက်တစ်ယောက်ကိုထမ်းလိန်နေပါပြီ